အဲ့ကျွန်တော်တို့ခေတ္တကဘီးဝဲရပြီဆိုလို့ရှိရင်အဲ့ဒီ MOD လက်မှတ်ရရင်အဲ့ဒါရွှေအိုးကောက်ရတယ်လို့ပါပဲကျွန်တော်တို့သင်မောလိုက်ပြီးတော့အဲ့လက်မှတ်ရတာနဲ့ကျွန်တော်တို့သင်မောပေါ်တန်းပြီးတော့အငယ်တိုင်း engineer အနေနဲ့တန်းလိုက်လို့ရပါတယ်10နှစ်အတွင်းမှာကျွန်တော်တို့ chief engineer ဖြစ်ပါတယ် chief engineer ဖြစ်လို့ရှိရင်အနည်းဆုံးဒေါ်လာ1000နဲ့1000ကျားမှရပါတယ်အဲ့ဒါပြီးလို့ရှိရင်ကျွန်တော်တို့ရန်ကုန်မှာ ရက်လို့ခေါ်တဲ့ကိုယ်စလဲလုတ်ခွင့်ရပါတယ်ကျွန်တော်တကယ်ကြီးအများကြီးလုံနေပါတယ်အဲ့တော့ကျွန်တော်အဲ့ဒါလေးဘာလို့ကျွန်တော်ထည့်ရတာလဲဆိုတော့ကျွန်တော်မှာကျွန်တော် turning point ပေါ့နော်ကျွန်တော်ပထမရှင်နံမှာလုတ်လို့ပါတယ်ရှင်နံမှာလုတ်တော့ရှင်နံကလည်းကျွန်တော်တူဖို့ကြီးမှာလုတ်ရ drilling မှာလုတ်ရတော့တောထဲမှာပဲနေရတယ်ရှင်နံမြို့ပေါ်မှာမထွက်တာအဲတောထဲမှာနေတော့ကျွန်တော်ဘလုံးမရန်ကုန်ပြန်မရောက်နိုင်ရင်စာပေလောကနဲ့ဝေးမှာဆိုလို့ကျွန်တော်အလုတ်ထွက်လိုက်ပါတယ် အလုတ်ထွက်ပြီးတော့အလုတ်ထွက်လိုက်တော့ကျွန်တော်မိသားစုကတော့ဝင်းသားတာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ရန်နာမှာမလုတ်တော့ဘူးနဲ့ကျွန်တော်သင်းမောလိုက်ဖို့ထွက်တယ်လို့ထင်တာဒါပေမဲ့ကျွန်တော်ဆိုင်းဆရာလွတ်မလားပတ်စံရှာမလားဆိုတော့စဉ်းစားပြီးတော့နောက်ဆုံးကျွန်တော်သင်းမောလိုက်ဖို့ကိုဆုံးလွှတ်လိုက်ရပါတယ်အဲ့ဒီမှာရန်ကုန်မှာပဲစက်ယုံ ရှစ်ယုံရှိတဲ့ corporation တခုကိုကျွန်တော်အလုပ်ဝင်လျှောက်ပြီးတော့ ဲ့ဒီမှာအင်ဂျင်နီယာဖြစ်ကျွန်တော်မူထမ်းခဲ့ပါတယ်88ပြီးတဲ့အချိန်မှာတော့ကျွန်တော် first to design ဆိုပြီးတော့လောထခံပါတာဒါကျွန်တော်ကိုယ်ရည်အချင်းပါကျွန်တော်ဘာလို့ဒါကိုပြောတာလဲဆိုတော့ဟိုကျွန်တော်တို့ကစရရဗျကိုဘာဖြစ်ချင်တာလဲဆိုတာကိုတားတို့သမီးတို့ဒါဟိုအရင်ဆုံးဘာဖြစ်ချင်တာလဲဆိုတော့ကိုယ့်ကိုသိဖို့အရေးကြီးတယ်အဲကျွန်တော်က ငငယ်လေးသေးကကျွန်တော်ဘာဖြစ်ချင်လဲဆိုရင်ကျွန်တော်ဆိုင်ဆက်ဖြစ်ချင်တာကဗျာဆာဖြစ်ချင်တာအဲ့တော့ကျွန်တော်ကိုရန်း၁၀ရန်းလောက်မှာဂျိုဘင်ကောက်မှာနှစ်နှစ်တနေရတနေတဲ့အချိန်မှာကျွန်တော်ဘာကြီးဖုန်းကြောင်းမှာနေတော့ဆရာတော်တွေကဘီရင်တွက်တတ်တဲ့ဆရာတော်တွေပါလေရှိကြည့်တော့သူများတွေကဘီရင်လာမေးရင်အင်ဂျင်နီယာဖြစ်မလားဆောင်ဝင်ဖြစ်မလားဘာဖြစ်မလားမေးတယ်ကျွန်တော်အများနဲ့မေးတယ်ကျွန်တော်ကဗျာဆာဖြစ်မလားဒါပဲမေးတယ်အဲ့တော့ကျွန်တော်ကဗျာလည်းမရေးဘူးသေးဘူးအဲ့ကိုရန်းနှစ်မှာကျွန်တော်ကဗျာဆာရေးပါတယ် တော့နံပါတ်1ကတော့ဘာဖြစ်ချင်တာလဲဆိုတော့ကိုယ်ကိုသိဖို့ပါ။အော်နံပါတ်2ကဘာဖြစ်ချင်တာလဲတဲ့သိလို့မရဘူး။ဘာမဖြစ်နိုင်တာလဲဆိုတော့လည်းသိဖို့ရည်ကြီးပါ။ဥမာခုချိန်ကိုရွေးကြမှာကျွန်တော်ကရုပ်ရှင်မင်းသားဖြစ်ချင်တယ်ဆိုရင်ဒါဒါလူကြီးစရာကြီးဘယ်လိုမှကျွန်တော်မဖြစ်နိုင်တော့ဘူး။အဲ့လိုပေါ့နော်ကိုဘာဖြစ်ချင်တာလဲနော်အရက်က၄ပင်းနဲ့၆လက်မှမရှိတဲ့ကောင်မလေးတယောက်က လေရင်ပဲဖြစ်ချင်ပါတယ်ဆိုရင်မဖြစ်နိုင်ဘူး။ဒါတိတ်သေးကြတဲ့ကိစ္စပဲ။အဲ့တော့ကို ဖြစ်ချင်တာနဲ့ကိုမဖြစ်နိုင်တာအဲ့တခုစပြီးတော့သိဖို့အရေးကြီးပါတယ်။အဲ့တော့ဒီမှာစကားကြုံလုံးကျွန်တော်တို့တမန်အခုလည်းပဲနှစ်ယောက်သေးပဲဆိုတော့တော့ကျွန်တော်တို့အချိန်ကတနားရီ15နဲ့တနားရီခွဲခြားကျွန်တော်ရပါတယ်။ဒါတော့ကျွန်တော်အရင်ဒီဘယ်လိုရောက်လဲဆိုတာလေးကျွန်တော်ပြောပြရစေဒီနေ့ကျွန်တော်ပြောမယ့်ခေါင်းစဉ်ဆုံချက်ဆိုတာ ဆုံချက်ဆိုတာတအားမီတို့ကြားဘူးပါလိမ့်မယ်အင်္ဂလိပ်လိုပြောရင် common ground တော်ပြောဆုံတာလူတွေဟာတောင်းတဲ့တောင်းတဲ့မတူအယူဝါဒမတူဘာသာမတူလူမျိုးမတူဘလောက်မတူတူတူအဲ့ဒီလူတွေအကုန်လုံးမှာ common ground ရှိဆုံချက်ရှိအဲ့ဒီနေ့တော့အချိန်ရတဲ့အထက်ကရသလောက်ဆုံချက်ကလေးတွေကိုဆရာရှင်းပြမယ်။နော်အဲ့ဒါမတိုင်ခင်မှာဆောစောကကိစ္စလေးပြန်ဆက်မယ်ဆိုဆရာ RNT ဘယ်လိုလုပ်ရောက်တာလဲဆိုတော့ဟောဆရာက ငါးရက်နှစ်မှာဆရာစာတော်တော်များများဖတ်ပြတယ်ဘာလို့ဖတ်ပြတာလဲဆိုတော့လေဟာငါးရက်กว่าငယ်ငယ်လေးပဲ၁၇နှစ်လောက်ပဲရှိသေးတယ်ဘလို့စာဖတ်တယ်ဆိုတော့အဲ့ဒါကားလို့ဆိုတော့ကျွန်တော်ကစာကိုတမင်ကဖတ်ကျင်လုံးလုံးဖတ်တာမဟုတ်ဘူးအဲ့ဒီကျွန်တော်တို့မြို့ကပတိကုံးဆံမြို့တွေကတိတိလေးဗျအဲ့ဒီမြို့မှာကံကောင်းတာကကျွန်တော်တို့ကပြည်တော်သားစာကြည့်တိုက်ဆိုတာရှိတယ်ဗျပြည်သာစာကြည့်တိုက်ဆိုတာထောက်က56ကလေးကဒီနေ့တည်းရှိစာကြည့်တိုက်အဲ့မှာစာအုပ်တွေရမ်းစုံတယ် ော်ဒီမှာတရားဆရာကြီးပေါင်းနေတာဆရာကြီးဆိုလို့ရှိရင်သိတယ်။အော်ကျွန်တော်တို့မျိုးအိုက်စာကြည့်တဲ့ဒီနေ့တည်းရှိတယ်။အဲ့ဒီစာကြည့်တိုက်ဘေးနားမှာကစားခွင့်ရှိတယ်ဗျ။အဲ့ကစားခွင့်မှာကျွန်တော်တို့ကကစားရမ်းရနေပြီးတော့စစောကသမီးလေးဖတ်တဲ့ထဲမှာကျွန်တော်ကဒေါသဗျ။ဘရီကုံမျိုးပေါ်မှာမဟုတ်ဘရီကုံနဲ့သုံးပိုင်ပါဝေးတဲ့ရွာကဗျ။အဲ့တော့မိုးရသိရွာနဲ့နေရသိပူရင်မျိုးပေါ်မှာရှိတဲ့ကလေးတွေသူ့ရင်သူပြန်သွားอยู่ဗျ။ကျွန်တော်ပြန်လို့မရအောင်မိုးရွာလည်းလမ်းဟို ဒီဒီဒီလမ်းနဲ့ဆိုးတယ်အခုကျွန်တော်တို့တက်သူတွေဝင်လာတဲ့လမ်းနဲ့ဆိုးတယ်ဗျာအဲဒီမှာဟိုဂုံယူစရာပေါ့နော်ကြုံလုံးလေးပြောအောင်မယ်ကျွန်တော်နေပညာတက်သူတော်တော်များများလိုက်ခေါ်တဲ့အထဲမှာတော့ဟိုဒီလမ်းတော့ဆိုးတဲ့နေပညာတက်သူမတွေ့ဘူးသေးဘူးဗျာအော်နဲမမဘာဒါကျွန်တော်တို့က ကျန်းဖန်းကုန်ပြီလေကျန်းဖန်းကုန်ပြီလို့ရတာပေါ့နော်မရှိဘူးအခုအခုကျွန်တော်တို့နိုင်ငံတော်မှာပဲနော်အဆင်အဆုံးနိုင်ငံနံပါတ်7ပြအောက်ကရေလို့ရှိရင်ခဏ7ဆိုတာနဲတာမဟုတ်ဘူးနော်နဲမဟုတ်ကြအဲ့တော့အပေါ်ကမရတာဗျာအပေါ်ကမရတော့အောက်ကပဲရည်ပြီးတော့ဂုံယူလိုက်လို့ ပြောချင်တာကဗျာအဲ့ကစားကွင်းလေးဗျာအဲ့ကစားကွင်းလေးမှာကစားရင်ရနေပြီးတော့လမ်းအရန်ဆိုးတော့ကျွန်တော်နေပူရင်လည်းပြန်လို့မရဘူးမိုးပြန်လည်းပြန်လို့မရဘူးပြန်လို့မရတော့ကစားကွင်းကနေပြီးတော့ကျန်တဲ့ကျွန်တော်တကယ်ချင်းနဲ့အိမ်ပြန်သွားတယ်ကျွန်တော်ဆက်ကြည့်လိုက်တဲ့ဝင်ခိုးတာပေါ့နော်မိုးခိုးတယ်နေခိုးတယ်ဗျာခိုးရင်ကနေစောက်တွေလျှောက်လှမ်းတယ်လှိုင်းလှိုင်းကနေပြီးတော့စဖက်တာညှိသွားတယ်ပြောချင်တာကနံပါတ်1စဖက်ကြည့်ပါနော်စဖက်ပါသဖတ်တယ်ဆိုတာတကယ်ကိုအလေးအကျင့်တစ်ခုပဲအလေးအကျင့်တစ်ခုပဲလုံးလုံးလုံးရင်နောက်ဆုံးညှိသွားတယ်ဗျာ နောက်ဆုံးညှိသွားတယ်အဲ့တော့ကျွန်တော်ကိုးတန်းလောက်ရောက်တော့တော်တော်အဲ့ယောဂါကြီးလာပြီကျွန်တော်စောင်းမှန်တယ်မလိုက်ရှာဖတ်ရတဲ့မိုးမိုးလေးကနေပြီးတော့ကျွန်တော်စောင်းဝယ်စောင်းတွေဝယ်ပြီးတော့အဲ့လိုဖြစ်နေချိန်မှာမှန်မှန်ရရကျွန်တော်ကိုးတန်းနှစ်မှာထွက်တဲ့စောင်းတော့တရားဆရာတို့ဆိုလို့ရှိရင်တော့နည်းနည်းသိမယ်သားသမီးတို့ဆိုတော့နည်းနည်းဝေးမယ်ထင်တယ်ဆရာတက်တော့ဖုံးနိုင်ရဲ့ငွေချင်းလို့ပဲဆက်ရခွန်မြခိုင်းအဲ့ဝတ်ထွက်တယ်ဗျအဲ့မှာဗျဟို ဇလန်းကျွန်တော်မပြောဘူးနော်ဇလန်းခိုင်ရမြိုင်ရကြိုင်ရလှမ်းရညီမလေးယောက်ညီမလေးယောက်နဲ့ဇက်ကောင်နှစ်ယောက်ဗျမောင်ရငိမ့်မောင်ရသူတို့နှစ်ယောက်နဲ့ဟိုဒီလိုဝိုင်းကြီးပပတ်တူပဲလုံနေဇလန်းအဲ့ဒီမှာနော်မောင်ကခိုင်ကိုပြောတဲ့စာသားလေးနော်အဲ့တုန်းကတော့ကျွန်တော်တော်တော်အတိတ်ကြရတယ်ဗျအခုတော့ကျွန်တော်ဂျမ်းပြီးရွတ်ကြည့်မယ်နော်ဟိုတချို့နေရာလဲထောက်ကျင်ထောက်မယ်သူကဘာပြောလဲဆိုတော့ဘဝ哦တဲ့ဘဝ哦 တည့်ရွဲ့နဲ့ပမာခန်း၍နိုင်ကြဇဒန်းဆိုလျင်တညာမှာတလွာတဲ့ရှိသောညောင်ရွက်နယ်ဘဝမျိုးလဲရှိတပါတဲ့ခိုင်အဲ့နောက်တစ်ကြောင်းကြတော့မှာအညာတန်ရိုးတန်တညာမှာအလွာတဆယ်မကကျွယ်လာတဲ့စိမ်မန်းရွက်နယ်ဘဝမျိုးလဲရှိတတ်တဲ့ခိုင်နဲ့ဟောကနညောင်ရွက်လို့တက်ရွက်ထဲနဲ့တညာနဲ့ ဘဝလည်းရှိတယ်။နောက်တချို့ကြတော့စိတ်မရွက်လို့ပွားစီပွားစီပွားစီနဲ့နော်အရွက်တွေအများကြီးနဲ့အရွက်မျိုးလည်းဘဝမျိုးလည်းရှိတယ်တဲ့။ပြီးတော့မှသူကခိုင်တဲ့မောင်တို့ရဲ့ဘဝမှာမူကနှလွာပေါင်းမှတရွက်မြည်သောနှလွာပေါင်းမှနော်နှလွာပေါင်းမှတရွက်မြည်သောဆွေတော်ရွက်နဲ့ဘဝမျိုးမို့နော်ဆွေတော်ရွက်ကလေးလိုနှလွာပေါင်းမှတရွက်ပဲမြည်ပါတယ်တဲ့။နှလွာပေါင်းမ တရွဲ့မြည်သောဆွေတော်ရွက်နယ်ဘဝမျိုးမို့တလွာပြက်လျင်တရွဲ့မမြည်နိုင်တော့ပါခိုင်းအိတ်စားဖက်ပြီးတော့ဗျာရင်းနှမနော်လတ်လတ်လတ်တွေတုံလာတော့ကျွန်တော်အဲ့ချိန်15နှစ်ဗျာ15နှစ်ကအလကားနေရင်တုံညင်းတယ်အဲ့မှာ15နှစ်က16နှစ်ကနှလုံးရောကတော်တော်ရတဲ့အရွယ်ဗျာတော့သူကမိုးရွာရွာလေးတိုက်တိုက်တိတ်ရွယ်ကြွေကြွေမှတမလှုပ်နေအဲ့ဒီဘဲ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 ကအငိမ့်မနေတော့ဘူးလှုပ်နေပြီ ဲ့အချိန်မှာကျွန်တော်မြင်းကြီးတွေပိုင်းနဲ့တားတာပေါ့ခုနစာသားကိုနော်တားပြီးတော့ငါကြက်တဲ့ကောင်မလေးတွေ့ရင်တော့အဲ့လိုရေးမယ်ပေါ့နော်ဟာအဲ့ရဇလန်းဆော့တော့ပဲဗျဆော့နောက်ဆုံးတော့ဘယ်ထိယောဂါကကြီးလာလဲဆိုတော့ဗျာကျွန်တော်တို့ကျောင်းအဝင်ဝမှာဗျာဆော်ရဘင်ကြီးရှိတယ်ကျောင်းကကျောင်းအဝင်ဝမှာအဲ့ဆော်ရဘင်ကြီးမှာဗျာကျွန်တော်တို့တကယ်ချင်း၃လရောက်မနေ့မနေ့ဆော်ရဲတွေလာလာခူးလာဗျာဆော်ရရွက်တွေကတော်တော်များများကိုပြောင်းကောဘာဖြစ်လို့ဆိုတော့ကျွန်တော်တို့ကလည်းပဲ တော်တဲ့ကြိုက်တာမဟုတ်ဘူးပြတခါကြိုက်၅ယောက်၆ယောက်တော့အပြုတ်လိုက်ပြုတ်လိုက်အခိုင်လိုက်အခိုင်လိုက်ဆိုတော့အဲဆော်ရွက်တွေအများကြီးခူရတယ်ခူပြီးတော့မှအဲဆော်ရွက်ကိုစောက်ချတဲ့မှာညက်ညက်ပြီးတော့မှမဲတရွက်ကကိုနာမယ်တရွက်ကကိုကြိုက်တဲ့ကောင်မလေးနာမယ်ပဲပြီးတော့မှညက်ပြီးတော့ပေးတာဗျအဲအဲ့လိုယူတာနော်ယူတော့ထပ်လိုက်ပါတော့အဲအဲ့ဒီယူတာဘယ်ထိပါသွားလဲဆိုတော့ဆယ်တန်းဗျဆယ်တန်းအောင်တော့ကျွန်တော်ခစ်တော့ဗျ ILSness ဆိုရှိတယ် ILSness ဆိုတာဗျာဟိုကျွန်တော်အကျဲချက်မပြောတော့ပါဘူးเนาะ ILSness ဆိုတာသူကကျွန်တော်တို့က၅ဘာသာရှိတယ်ဗျ၅ဘာသာကိုတစ်ဘာသာကို ILS 20 20ပြီးရင်၅ဘာသာဆို100 100ဆိုရင် okay အဲ့100တဲ့မှာမှာကျွန်တော်တို့က scholarship ဝင်တဲ့လူတွေဘိုင်းနဲ့ပြောချင်တာ100ပြည့်ရင်တိုက်တယ်တက်ကတူကျွန်တော်ခေါင်းခေါက်သွားလို့ရတယ်ခက်အဲ့ချိန်မှာကျွန်တော်100ရတယ်ဗျကျွန်တော်100ရတော့ကျွန်တော်ကငငယ်တည်းကကျွန်တော်အဖေမရှိဘူးဗျကျွန်တော်အမေနဲ့ကျွန်တော်ဖိုးနဲ့ကျွန်တော် controller အဲ့တော့အဖိုးကဘာပြောလဲဆိုတော့ ငါမြည်ဆံဝင်လို့ဟာဖို့ဆံဝင်ဘာဖြစ်လို့လောက်ခိုင်းတာလဲရေရှိရင်ငွေရှိတယ်ဆံဝင်ကအဲ့ဒီခက်ကနော်ခုခက်မဟုတ်ဘူးမမိုးရင်နဲ့မိုးရင်နဲ့ဆေးနဲ့ရောထိုးလို့ဟာရေရှိရင်ငွေရှိရဲ့အဲ့တော့မင်းဆံဝင်လို့တယ်ပတ်သက်ချမ်းလာမယ်တဲ့အအမေရကြတယ်အဲ့လိုမဟုတ်ဟာငါသားဆံဝင်မလုပ်နိုင်တဲ့ဆံဝင်ဆိုရင်ဟိုရောက်ဒီရောက်နေတဲ့ကျောင်းဆရာလုံးတဲ့အဲ့တော့အထက်တန်းပြဆရာဆိုတာဘလောက်သေးတဲ့မျိုးဖြစ်ဖြစ်အထက်တန်းကျောင်းရှိတယ် ငါတို့ဗဒီကုန်းကလည်းထက်တန်းကြောင်းရှိတယ်အဲ့တော့မင်းပြန်ပြောင်းလာလို့ရှိရင်အမေနဲ့မခွဲရဘူးပေါ့နော်အဲသူတို့အယူဆနဲ့သူတို့အဲ့တော့ကျွန်တော်ကလည်းရှောက်လော်တင်လိုက်တော့ RNT ကိုတင်လိုက်တယ်အဲ့တော့ဒီလိုပြ RNT ကိုဘာလို့တင်တာလဲဆိုတော့ခုနဆွဲတော်ရွက်အခုနောက်ဆော်တော့ဒုက္ခပေးတာကျွန်တော်ပြောချင်တာအဲ့ဒါကျွန်တော်ကစရရကျွန်တော်ခင်းလာတော့ကျွန်တော်ကဗျာစာဖြစ်ဖြစ်ချင်တဲ့ကောင်ကျွန်တော်ဆောင်းလည်းမဖြစ်ချင်ဘူးအိန္ဒိယအင်ဂျင်နီယာလည်းမဖြစ်ချင်ဘူးဘာမှမဖြစ်ချင်ဘူး အဲမဖြစ်ကျွန်တော်ကျွန်တော် engineer ဖြစ်ရင်လည်းသူလိုကိုယ်လိုအင်ဂျင်နီယာပဲကျွန်တော်ဦးကြောင်အောင်ပဲနေမှာပဲအဲပြီးလိုက်မြေခိုးဖို့စဉ်းစားမယ်တန်ချောင်းခိုးဖို့စဉ်းစားမယ်အဲ့ engineer မျိုးပဲကျွန်တော်ဖြစ်မှာအိုတတခြားကိစ္စတော့ကျွန်တော်သိထူးကြုံမှာမဟုတ်ဘူးဗျအဲ့တော့ကျွန်တော်ကဘာဖြစ်လဲဆိုတော့အဲ့ချိန်မှာဗျဆယ်တန်းကျွန်တော်တို့အမှတ်တရတွေထွက်ပြီးတော့ကြောင်းပိတ်ထားတယ်ဗျတက္ကသိုလ်မတက်ရသေးဘူးအဲတက္ကသိုလ်မတက်ရတဲ့အချိန်မှာကျွန်တော်မလက်ထမှာပတ်စံရှိတယ်ဗျ ပတ်စံကဘာလို့ရှိလဲဆိုတော့ကျုံလုံးကျွန်တော်ကြွားလိုက်အောင်မှာကျွန်တော်က Leiden Scholarship, Condon Scholarship, Seran Scholarship ကျွန်တော် Scholarship တွေနဲ့လာတာအဲ့တော့ Seran ကတော့ထားလိုက်တော့မရသေးဘူးဆိုတော့ Condon Scholarship ရတာတလ30ရတယ်တလ30ဆိုတာနည်းတာမဟုတ်ဘူးနော်တလ30ဆိုတာအဲ့ချိန်တုန်းကရွှေဈေးကတကြသား160အဲ့ချိန်တုန်းကကျွန်တော်တလ30ရတယ်အဲ့ပတ်စံတွေကသုံးလို့မရဘူးပြဘာတော့မှမှန်းလည်းမသိဘူးကျွန်တော်တော့တောင်းပါအဲ့ပတ်စံတွေစုပြီးတော့ကျွန်တော်ရန်ကုန်တက်လာကျွန်တော်တက်ထဲပဲ ဘုန်းကြီးမသိအောင်ခိုးပြီးသားရန်ကုန်ဘာလို့တက်လာလဲဆိုတော့ရွှေရုံဖျားဖူးဖို့တွေပါမမဟုတ်ဘူးเนาะမထင်နဲ့ကျွန်တော်အဲ့ဒီတက္ကသိုလ်ကိုလာကြည့်တာဗျာတက္ကသိုလ်ကိုကြည့်ကျင်တာကျွန်တော်အဲ့ချိန်တော့ဗျာเนาะဒီတက္ကသိုလ်ခင်မောင်အေးဆ ਾਇ တက္ကသိုလ်ဖုံးနိုင်ပြီးတော့ကျွန်တော်တို့အဓိကဆ ਾਇ ဇဝနရဲ့ကောလိပ်ကျောင်းသားအဲ့ဒါတွေဖတ်ပြီးတော့ကျွန်တော်တက်ကူရမ်းရောက်ချင်တာတက်ကူမှမရောက်ရင်ဗျာကိုယ့်ကိုတတ်သေးရမယ့်ဘဝမျိုးဖြစ်အဲအဲအဲ့အချိန်မှာကျွန်တော်ကကျွန်တော်တို့ရန်ကုန် တက္ကသိုလ်ကောနော်မိန်းမရှိမိန်းပေါ့နော်ကမာရောက်မှရှိရန်ကုန်တက္ကသိုလ်ကိုဝင်နေအဲ့တက္ကသိုလ်ကကန်းကောရောနော်ကန်းကောရောကန်းကောရောတို့ဆရာတက္ကသိုလ်ခင်မောင်ရဲ့ကန်းကောရောကိုစွန့်ခဲ့ပြီးတော့ကန်းကောရောကစွန့်ပြီးနောက်တော့ဘာလို့အဲ့ဒါတွေဖတ်ရနေအဲ့ဒီကဇာတ်ကောင်နေအဲ့ဒီမှာဗျာတစ်ပုတ်ပင်နေဒီဒီအဒီပတီလမ်းနေဂျတ်စင်နေကကျွန်တော်အစိုးရကြီးကဆောင်းထဲမှာရင်းနေတာအဲ့ဒါကိုကိုရန်သတ်ကြည့်ရတယ်ကြည့်ပြီးတော့မှနောက်ဆွဲတော်တော်လို့ခေါ်တဲ့ရန်ကုန်စက်မှုတက္ကသိုလ်ကိုကျွန်တော်ရောက်တာကျောက်တော်ရောဆက်မှုတက္ကသိုလ်ပေါင်းကွင်းကျင်းမှာအဲဆော်ရိုဘင်းနဲ့ဆော်ရိုဘင်းနဲ့ ကျွန်တော်တို့ယူသွုတ်ခဲ့တဲ့အဲ့နှလွာတရွက်တရားအများကြီးပြ။အဲ့မှာပဲကျွန်တော်အပြန်မှာဆုံးဖြတ်ချက်ချရတာငါတော့ဘယ်ဖြစ်ဖြစ်တယ်နည်းတူရန်ကုန်ဆက်မှုတပ်သူရောက်အောင်သွားမယ်။အဲ့ဘာဖြစ်လို့လဲဆိုတော့ဘာဝါဒနာလည်းမပါဘူးဘာမှလည်းမသိဘူး။အဲ့တော့ကျွန်တော်တို့ကမေဂျာ၉ခုရှိတယ်။မေဂျာ၉ခုတွေကဆက်မှုတက်ကတူဆိုတော့ဆက်မှုပဲရှောက်တာကောင်းပါလေကွာဆိုဆက်မှုပဲရှောက်လိုက်တာ။အဲ့ဘာမှလည်းမသိဘူးဆက်မှုဆိုတာဘာမှငုံမသိဘူး။မသိဘဲနဲ့ရှောက်လိုက်တာရှောက်လိုက်ပြီးကျွန်တော်အဲ့ဒီကိုရတယ်ဗျ။အဲ့ထားလိုက်ပါတော့။အဲ့တော့ကျွန်တော်ပြောချင်တာကဘာလဲဆိုတော့ ကျွန်တော်တို့မှာဆွဲလန်းလေးတွေရှိတယ်ဗျဆွဲလန်းလေးရှိအဲ့ဒီဆွဲလန်းတွေကိုဘယ်ကပေးတာလဲဆိုတော့စောင်းတည်ကပေးတာဗျအဲ့တော့ဒီမှာတစ်ဆက်သေးကျွန်တော်ပြောချင်တာကအခုခေတ်စောစောကပဲကျွန်တော်တို့ဆရာတို့နဲ့ထန်စကားပြောတော့ခုခေတ်ကလေးတွေစဖတ်ရနေတယ်စဖတ်ရနေတယ်ဟာအချိန်တိုင်းဒီဒီလက်တော်လောက်နော်ဒါလေးနဲ့ကြည့်ပြီးတော့ဒီလိုလောက်တော့ဆိုတော့အများစုပါဗျဒီအင်တာနက်ပေါ်လာလို့ Facebook ပေါ်လာလို့ကလေးတွေစာမဖတ်ဘူးတဲ့အဲ့လိုပြောတယ်ကျွန်တော်လက်မခံဘူးကျွန်တော်တောက်ထင်းညင်းလာဘာဖြစ်လို့လဲဆိုတော့ကျွန်တော်စဉ်းစားတာဟာအဲ့ဒီ internet ကြီးဟာကျွန်တော်နိုင်ငံမနေ့တနေ့မှပေါ်တာဟိုယူရိုပတို့အင်္ဂလန်တို့အမေရိကန်တို့မှာအစောကြီးပေါ်နေဘာလို့သူတို့စာဖတ်လဲဘာလို့သူတို့စာဖတ်လဲအဲ့မှာ e-book တွေအစောကြီးကပေါ်တယ်ဘာလို့စာအုပ်တွေတန်းချီပြီးရောင်းရလဲအခုကိုညမင်းတို့ခင်မှာစာအုပ်တော့တထောင် ူပဲပြောတာကတနှစ်ဆောင်ရောင်းရတယ်တဲ့တနှစ်ရောင်းပြီးတော့စောက်လဲကုံတော့ပတ်စံတပြားမှမရအကျွေးအကျွေးဆိုပြီးတော့လီရှင်းတယ်အဲ့တော့ဘာဖြစ်လို့အဲ့လိုဖြစ်တာလဲဆိုတော့ကျွန်တော်ဘာသာတရိရလဲဆိုတော့တခါ MRTV4 ကကျွန်တော်ဟိုအဲ့လိုပဲဟို1 minute interview ဆရာတခွန်းနဲ့ပဲဖြစ်ဆိုပြီးတော့ mic ထိုးပေးတယ်ဗျထိုးပေးပြီးတော့တခုတော့ကောင်းတယ်သူလည်းဖြတ်လို့မရဘူးတရိုက်ဟို live လွှင့်တာပေါ့ဗျဆရာကဒင်းတက်တို့အကြောင်းတန်းသားတယ်ဘာဖြစ်လို့ ်ဆရာတို့လောစာမဖတ်တော့တာလေအဲ့မျိုးမေးတယ်ဗျာပြီးတော့ကျွန်တော်လည်းပြောလိုက်တယ်ဒီနေ့တက္ကသိုလ်ကျောင်းကျောင်းသားတွေလို့တက္ကသိုလ်တွေလေခွင့်နဲ့ရောက်တဲ့နေ့ကစပြီးစာမဖတ်တော့ဘူး